အပိုင်း၅ရဲ့စမှာတော့ခရစ်ကလည်းဟာနာအိတ်နေတာကိုဘေးနားကနေစောင့်ကြည့်နေရင်းနဲ့ခရစ်ကဟာနာအိတ်ပြောသွားပြီဆိုရင်ငါလည်းရေသွားချိုးရမယ်ဆိုပြီးတော့အိယာကနေကိုထထွက်သွားခဲ့ပါ යි ခရစ်ကလည်းရေချိုးအဝေးဝေးပြီးတဲ့အခါမှာတော့အပြင်ဘက်မှာရာတီဦးသူကလည်းအရန်ကိုမှစိုးဝါနေတာကြောင့်စောင့်ချုံပေးလိုက်ခဲ့ပါ යි ခရစ်ကလည်းဟာနာကိုခရစ်ကိုတကယ်ပဲချစ်နေလို့လားဆိုပြီးတော့ထပ်မိလိုက်ခဲ့ပါ යි ဟာနာကတော့အိတ်နေရင်းနဲ့ခရစ်ဘာလို့အဲ့အကြောင်းလေးကိုထပ်မိနေတာလဲမသိဘူးငါသူ့ကိုချစ်မိနေပြီဆိုတာကိုငါသူ့ကိုတော့မသိစေချင်ဘူးဆိုပြီးတော့တွေးနေမိခဲ့ပါ යි ဒါနဲ့ VPN လေးခန့်ချပေးပြီးတော့ကျွန်တော်တို့ကို spot ပေးခဲ့လို့ရပါတယ်နော်ဒီလိုနဲ့ Chris ကလည်း Hana ဘာလို့ Chris ရဲ့မိကွန်းကိုမဖြေတာလဲတိတ်ဆိတ်နေရတာလဲဆိုပြီးတော့ Hana က Chris ကိုချစ်နေတာလားဆိုပြီးတော့မေးလိုက်ခဲ့ပါတယ် Hana ကလည်း Chris ကျမရှင့်ကိုမချစ်ဘူးလို့ပြန်ဖြေလိုက်ပြီးတော့ Hana ရဲ့စိတ်ထဲမှာတော့သူ့ကိုငါရဲ့ခံစားချက်တွေကိုထိန်ထားရမယ်ဘာလို့လဲဆိုရင်တော့ Chris ရှင်ကမာယာနဲ့အတူတူပျော်ရှင်စွာနေထိုင်သွားရမယ်ဆိုပြီးတော့တွေးနေခဲ့ပါတယ် Chris ကလည်း Hana မင်းငါမေးတာကိုပြန်ဖြေပါဦး တကယ်လည်းမင်းချစ်တာကမင်းရဲ့ချစ်သူကောင်းလေးကံမဟုတ်လားဆိုပြီးတော့ပြောလိုက်ခဲ့ပါ යි ဟာနာကလည်း Grace ကျွန်မအိတ်တော့မယ်ဘာလို့ဆိုရင်ကျွန်မအခုအရင်အိတ်ချင်နေပြီလို့ပြောက စကားကိုဖျက်ချလိုက်ခဲ့ပါတော့ရင်ဟာနာကလည်း Chris အိတ်ပြောသွားတဲ့အခါမှာ Chris ရဲ့ဘက်ကိုလှည့်လာပြီးတော့တေချာအောင်လို့လက်ဝတ်ရမ်းကစမ်းကြည့်လိုက်ပြီးတော့စိတ်ထဲမှာတော့ Chris ကြည့်ရတာနှင်းနှင်းချက်ချက်အိတ်ပြောနေပြီနဲ့တူခဲ့ပါ යි Chris ကိုကောင်းတော့အိမ်မက်လေးမပါစေလို့ဆူတောင်းခဲ့ပြီးတော့ Chris ကိုအနမ်းပေးခဲ့ပြီးတော့ဘယ်တော့မှသူ့ရဲ့ခင်မုန်းဖြစ်ကိုမှလက်ခံလိုက်မယ်လို့မထင်ဘူးဆိုပြီးတော့တွေးနေခဲ့မိပါ යි ခရစ်ကလည်းဟာနာကငါရဲ့နှစ်ဖူးကိုအနှံပေးလိုက်တာပဲထိုးဆက်လိုက်တာဆိုပြီးတော့ပြောကတူးရင်နဲ့ပဲအိပ်ပျော်သွားခဲ့ပါတော့ရင်မနေ့ရောက်တော့ခရစ်ကလည်းမာယာကိုကိုလိုကိစ္စလေးရှိလို့ဒီနေ့မျိုးရဲကနေပြီးတော့ထွက်သွားရမယ်ဒါပေမဲ့လို့ကိုလည်းဒီမျိုးကိုပဲချိန်မှပြန်ရောက်လာမလဲမသိဘူးဆိုပြီးတော့ပြောပြနေခဲ့ပါရင်မာယာကလည်းဟုတ်ကဲ့ပါခရစ်ကျွန်မနားလေပါတယ်လို့ပြောပြနေပြီးတော့ခရစ်ကလည်းမာယာကိုကျမ်းမာရေကြီးကိုဆိုင်ဖို့အစားစားတာကိုနောက်မကျစေဖို့နဲ့သူမာယာကိုမတွေ့ရတဲ့အချိန်တိုင်းမှာကျမ်းမာအောင်နေနေဖို့ကိုမှာနေခဲ့ပြီးတော့မာယာကလည်း ခရစ်ကိုရှင်လဲကျမလိုမျိုးဂယူဆိုင်ဖို့ပြောကနှစ်ယောက်သားကတော့ကျဉ်နူးနေခဲ့ကြတာပေါ့ဟာနာကလည်းခရစ်တို့ကိုကြည့်ကခရစ်ရဲ့လောကိစ္စအတွက်ဘယ်ကိုသွားမှာလဲဆိုတာကိုစဉ်းစားနေပြီးတော့ခရစ်ကလည်းဟာနာကဘာလို့ငါ့ကိုအဲ့ဒီလိုမျိုးကြည့်နေတာလဲကြည့်ရတာ तू လဲငါရဲ့ပွေးဖက်တာကိုခံကျင်နေရလားဆိုပြီးတော့တွေးနေခဲ့မိပါတယ်ဟာနာ तू ငါ့ကိုချစ်နေတာတော့မဖြစ်လောက်ဘူးဘာလို့ဆိုရင် तू ချစ်တာက तू ရဲ့ boyfriend ကတည်းကတယောက်ပဲဖြစ်လို့တွေးက kiss ကလည်းအိမ်ထဲကနေကိုထွက်သွားခဲ့ပါတော့တယ် ဟာနာကလည်းမာယာနဲ့အတူတူစပွဲမှာညစာစားနေခဲ့ပြီးတော့မာယာကလည်းဟာနာညစာစားနေတာကိုမြင်တော့ဟာနာနားကိုသွားကလက်ကိုဆွဲလိုက်ပြီးတော့ဟာနာကိုခေါ်သွားခဲ့ပါ යි ။ဟာနာကလည်းမာယာကျမရဲ့လက်ကိုလှုပ်ပါရှင်ပါလူချင်းတို့အခုလိုမျိုးတွေလုံနေရလဲဆိုပြီးတော့ပြောခဲ့ပြီးတော့မာယာကလည်းဟာနာကိုအိမ်ပြင်ထိကိုမှခေါ်သွားခဲ့ပါ යි ။အဆောင်တွေကလည်းအဲ့ဒီအခြေအနေကိုဟာနာကတော့ပြဿနာတက်ပြီဆိုတာကိုသိလိုက်ရပါ යි ။အိမ်ပြင်ခြံဝင်းထဲကိုရောက်လာတဲ့ဟာနာနဲ့မာယာကလည်းခြံဝင်းထဲမှာတန်ရှင်ရေးလုံနေတဲ့အိမ်ပေါ်မှာလေးကိုမာယာကခေါ်လိုက်ခဲ့ပါ යි ။ အိမ်ပေါ်မှာလေးကလည်းမာယာကသူ့ကိုဘာလို့ခေါ်နေတာလဲဆိုတာစဉ်းစားနေခဲ့ပြီးတော့မာယာကလည်းဟာနာကိုခြံဝင်းထဲမှာရှင်းလင်းရေးလုပ်ဖို့ကိုပြောလိုက်ခဲ့ပါတယ်။ဟာနာကလည်းမာယာဘာကိုဆုတ်လို့ကျင်တာလဲဒီခြံဝင်းကိုတန်ရှင်းရေးလုပ်ချင်ရင်ကိုဘသာလုံးလို့ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။အိမ်ပေါ်မှာလေးကလည်းဟာနာကိုတနာနေခဲ့ပြီးတော့မာယာကိုလည်းခုလိုမျိုးလုံနေတာတွေကိုကြည့်ကစိတ်တူနေခဲ့ပါတယ်။မာယာကလည်းဟာနာနေဒီမှာခဏဆောင်နေအောင်ငါခရစ်ကိုဖုန်းခေါ်ပြီးတော့နင့်ကိုဒီခြံဝင်းကိုရှင်းခိုင်းမယ်လို့ပြောကထွက်သွားခဲ့ပါတယ်။ ။ဘိုင်ယန်ကလည်း Chris ကိုဖုန်းခေါ်လိုက်ပြီးတော့ Chris ကလည်း meeting ခန်းထဲမှာရှင်းပြနေတော့ဖုန်းဝင်လာတာကြောင့်ဖုန်းကိုချလိုက်ပါတော့ရီ။ဘိုင်ယန်ကလည်း Chris ဖုန်းကိုမကင်ပါလား။ဒါပေမဲ့လို့ထက်ဆက်ရမယ်ဆိုကထက်ဆက်နေခဲ့ပါတော့ရီ။ Chris ကလည်းဖုန်းထက်ဝင်လာတာကြောင့်ကင်လိုက်ပြီးတော့စိတ်တူတူနဲ့ဘာမှလို့လဲမာယာငါဒီမှလုံများနေတယ်။ထပ်ပြီးတော့ဖုန်းမခေါ်နဲ့ဆိုပြီးတော့ on off လိုက်ပါတော့ရီ။ဘိုင်ယန်ကလည်း Chris ကိုဟာနာကအစာကိုမစားဘူး။သူ့မကကလေးရှိနေတာသူဖြားတော့မင်း။ဘာလို့လဲဆိုရင်သူကအစာကိုနောက်ကျမှစားတာလို့ပြောပြီးတော့ Chris ကိုပြောပြလိုက်ခဲ့ပါရီ။ ခရစ်ကလည်းမာယာကိုမာယာဟာနာကိုဖုန်းပြလိုက်ငါသူ့နဲ့စကားပြောချင်တယ်လို့ပြောလိုက်ခဲ့ပါရင်မာယာကလည်းဟာနာစီကိုသွားခဲ့ပြီးတော့ဟာနာခရစ်ကနေကိုစကားပြောချင်နေတယ်လို့ပြောကဖုန်းကိုပေးခဲ့လိုက်ပါရင်ဟာနာကလည်းခရစ်ဘာပြောမလို့လဲမေးလိုက်ခဲ့ပြီးတော့ခရစ်ကလည်းဟာနာနင်ငါကိုအလုပ်တွေမပြီးသေးခင်အိမ်ပြန်လာရအောင်လုပ်နေတာလားဆိုပြီးတော့မေးလိုက်ခဲ့ပါရင်ဟာနာကလည်းသူ့အဆင်ပြေကြောင်းပြောကဖုန်းကိုချလိုက်ပြီးတော့မာယာကလည်းဟာနာခရစ်ပြောတာကိုကြားတယ်မလားငါခရစ်ကိုထပ်မပြောခင်အခုခြံကိုရှင်းလိုက်ဆိုပြီးတော့ပြောလိုက်ခဲ့ပါရင် ဟာနာကလည်းခရစ်ကဘာလို့သူ့ဘော်ကိုအရန်ကိုမှရက်ဆက်ရတာလဲဆိုပြီးတော့တွေးကခြံကိုတန်ရှင်းရေလုံလိုက်ခဲ့ပါ යි အဲ့ဒီအချိန်မှာပဲမိုးရီကလည်းရွာလာခဲ့ပြီးတော့မိုးချင်းတန်ကြောင်ဟာနာကလည်းခေါင်းတွေကြိုက်ကနေရမာရင်ကိုလဲကျသွားခဲ့ပါ යි ခရစ်ကလည်းကားနဲ့တူတူအလောက်ကနေပြန်လာနေပြီးတော့အိမ်ပြန်ရောက်တော့ခြံဝင်းထဲမှာလဲကျနေတဲ့ဟာနာကိုမြင်လိုက်ရပြီးတော့အိမ်ထဲကိုပွေ့ချီပြီးတော့ပြန်ခေါ်သွားခဲ့ပါ යි ခရစ်ကလည်းအိမ်ထဲကိုရောက်တာနဲ့ဘာလို့သူ့ရဲ့ဇနီးကခြံထဲမှာအားနေပြီးတော့လဲကျနေရလဲဆိုပြီးတော့မိလိုက်ခဲ့ပါ යි အဆောင်ကလည်းခြံဝန်းထဲမှာတန်ရှင်းရင်လို့လို့ဖြစ်သွားတာဖြစ်ကြောင်းပြောခဲ့ပြီးတော့ခဏနေတော့မာယာကလည်းရောက်လာခဲ့ပြီးတော့ခရစ်ကိုဟာနာခုလိုတွေလုံးမယ်လို့ကြာတော့ကသူ့သားဖို့ကြိုးစားပေးမယ်လို့ဟာနာကတော့လက်မခံကြောင်းပြောပြနေခဲ့ပါ යි အဲ့ဒါကိုမြင်တော့အဆောင်တွေကလည်းသူပဲအဲ့ဒီလိုမျိုးလုပ်ဖို့ဟာနာကိုတွန်းအားပေးတာလေအဲ့ဒါတော့မှဘာလို့ခုလိုမျိုးတရုတ်လာဟန်ဆောင်နေရတာလဲဆိုပြီးတော့တွေးနေခဲ့မိပါ යි မာယာကလည်းခရစ်ကိုဟန်နီဒါရီအကုန်လုံးကကျမအမားတွေပါကျမဟာနာကိုဂယုမဆန့်နိုင်လို့အခုလိုမျိုးတွေဖြစ်လာတာဖြစ်ပြီးတော့သူ့ကိုခွင့်လွှတ်ဖို့ကိုပြောခဲ့လိုက်ပါ යි ခရစ်နဲ့မာယာတို့ကလည်းဟာနာဆေးရုံကိုလိုက်ပို့နေခဲ့ပြီးတော့ခရစ်ကတော့ဟာနာကိုရန်ကုန်မှာဆိတ်ဆိုးနေခဲ့ပါတယ်။ဒေါက်တာကလည်းဟာနာရဲ့ရှင်တွေကိုကြည့်ကဟာနာကဘာလို့ဒီလိုမျိုးကိုဖြစ်တာလဲခင်ဗျားတို့တွေဘာလို့ဟာနာကိုဂယုမဆိုက်ရတာလဲဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်။ခရစ်ကလည်းဒေါက်တာကိုဆရာကျွန်တော်ကိုခွင့်လို့ပါကျွန်တော်ကြောင့်ခုလိုမျိုးဖြစ်တာပါကျွန်တော်လို့ကြောင့်အိမ်ကနေထွက်သွားတော့သူ့ကိုဂယုမဆိုက်မိလို့အခုလိုမျိုးတွေဖြစ်ရကြောင်းကိုပြောကဒေါက်တာကိုပြောလိုက်ခဲ့ပါတယ်။ဒေါက်တာကလည်းဟာနာကိုဆေးဆစ်ချက်တွေပြုလုပ်ပြီးတော့ကွန်ပျူတာနဲ့ချက်လက်တွေကိုတိုက်စစ်နေခဲ့ပြီး ဟာနာရဲ့ကလေးအခြေအနေတွေအဆင်ပြေကြောင်းကိုပြောပါရင်ဒါပေမဲ့လို့ဟာနာခံစားနေရတဲ့စိတ်ရောဂါကိုတော့အခုစေယုံကအခြေအနေတွေပစ္စည်းတွေနဲ့ဟာနာရဲ့အခြေအနေတွေကိုပို့ပြီးတော့မစစ်ဆေးနိုင်တာကြောင့်တခြားပို့ပြီးတော့စုံလင်လှတဲ့စေယုံကိုပြောင်းဖို့ကိုပြောလိုက်ခဲ့ပါတော့ရင် Chris ကလည်းအဲ့အရာတွေကိုကြားတဲ့အခါမှာတော့ဟုတ်ကဲ့ပါဒေါက်တာကျွန်တော်ရဲ့ဇနီးအတွက်အကောင်းဆုံးဖြစ်အောင်လို့ပြောင်းရွှေ့လိုက်ပါမယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါရင် Chris တို့တွေကလည်းဟာနာကိုတခြားစေယုံကိုပြောင်းပေးတဲ့လမ်းမှာမာယာကလည်း Chris ရယ်သူ့ကိုဘာလို့အရန်ကိုမှဂယူဆိုင်နေရတာလဲ ဟာနာခရစ်ကိုအဲ့ဒီလိုမျိုးခရူးဆိုင်အောင်လို့ဘာရီများလှုပ်ထားတာလဲဆိုပြီးတော့အတွေးများနေခဲ့ပါတယ်။ဒေါက်တာကလည်းခရစ်ကိုဟာနာရဲ့အုံနောက်ထဲမှာထရမာတစ်ခုရှိနေတယ်။ကျွန်တော်တို့အဲ့ဒါကိုအခုချက်ချင်းခွဲစစ်ပြီးတော့ဖယ်ထိုးဖို့လိုအပ်ကြောင်းကိုပြောပြလိုက်ပါတယ်။ခရစ်ကလည်းဟုတ်ကဲ့ဆရာ။အဲ့ဒါဆိုရင်ကျွန်တော်ခွဲစစ်မှုကိုလုပ်ပါမယ်။ကျွန်တော်ရဲ့ဇနီးအမြန်ဆုံးပြန်ကျမ်းမာဖို့အတွက်ကိုပြောကသဘောတူလိုက်ခဲ့ပါတယ်။ဆရာဝန်တွေကလည်းဟာနာကိုခွဲစိတ်နေကြပြီးတော့အချိန်၃နာရီကကုန်မမတိကိုမှကုန်သွားခဲ့ပါတယ်။ဟာနာကိုဆရာဝန်တွေကလည်းအောက်ဆီဂျင်တွေပေးကတယောက်တည်းကိုအနားယူခိုင်းထားပါတယ်။ မာယာကလည်းဟာနာရဲ့ခန်းစီကိုရောက်လာကဝင်လာခဲ့ပြီးတော့အနားယူနေတဲ့ဟာနာကိုဟာနာမင်းရဲ့အစီအစဉ်တွေမှာလာမရှုပ်ဖို့ကိုပြောလိုက်ခဲ့ပါ යි ။ဟာနာကလည်းမာယာကိုငါနင့်ကိုထပ်ပြီးတော့မတွေ့ကျင်တော့ဘူးဆိုပြီးတော့ပြောခဲ့ပါ යි ။မာယာကလည်းဟာနာကိုနင်ငါရဲ့လက်ကနေပြီးတော့ခရစ်ကိုယူသွားဖို့မကြိုးစားနဲ့လို့ပြောခဲ့ပြီးတော့မာယာကတော့မတားနိုင်လိုက်လို့အခုလိုမျိုးတွေဖြစ်တာဖြစ်ကြောင်းတေးယုတ်ဆောင်ကောင်းပြနေခဲ့ပြီးတော့ဟာနာကလည်းမာယာဘာမှနေလို့လဲဘာလို့ခုမျိုးတွေလုံနေရလဲဆိုပြီးတော့မေးလိုက်ခဲ့ပါတော့ရှင်။ အဲ့ဒီအချိန်မှာခန်းထဲကို Chris ကလည်းလမ်းလျှောက်ဝင်လာခဲ့ပြီးတော့ဒဏ်ရာရနေတဲ့မာယာလက်ကိုမြင်သွားခဲ့ပါ යි Chris ကလည်းအဲ့ဒါကိုမြင်တော့မာယာမင်းရဲ့လက်ကဘယ်လိုမျိုးဖြစ်တာလဲဆိုပြီးတော့မင်းနေခဲ့ပြီးတော့မာယာလည်းအခုလိုမျိုးဖြစ်တာဟာဟာနာကြောင့်ဖြစ်ပြီးတော့ဘာလို့အခုလိုမျိုးတွေလောက်တာလဲဆိုတာမသိဘူးဆိုပြီးတော့တေယုတ်ဆောင်ကပြောပြနေခဲ့ပါ යි Chris ကလည်းစိတ်တူကဟာနာငါတကယ်ကိုမယုံနိုင်ဘူးနေအခုလိုမျိုးမာယာကိုဖြစ်ရလုံနိုင်မယ်လို့ပြောနေခဲ့ပြီးတော့မာယာကတော့ Chris ကိုရပါပြီကျမရဲ့လက်သေးအဆင်ပြေပါတယ်ဆိုပြီးတော့ပြန်ပြောပြလိုက်ခဲ့ပါ යි ဟာနာကလည်းရှင်ပါလူကျမကိုအမြဲတမ်းအဲ့လိုမျိုးဆွဆွဲနေတာလဲဆိုပြီးတော့မေးတဲ့ခါမှာတော့ခရစ်ကလည်းဟာနာကမင်းကအမြဲတမ်းအဲ့ဒီလိုမျိုးလုံးနေကြမှာဟုတ်လားဆိုပြီးတော့ပြောကမာယာကိုချီပြီးတော့ထွက်သွားခဲ့ပါ යි ခဏနေတော့ဟာနာရဲ့အခန်းထဲကိုသူ့ရဲ့ကောင်လေးကန်ကဝင်လာခဲ့ပြီးတော့ဟာနာလည်းကန်ကျမအခုဘာလို့ရမလဲဆိုပြီးတော့ပြောတဲ့ခါမှာတော့ကန်ကလည်းဟာနာဟန်နီကိုကိုရှင်းပြနေစရာမလိုပါဘူးဘာရီပဲဖြစ်နေပါစေကိုကမင်းကိုအမြဲတမ်းယုံကြည်တယ်ဆိုပြီးတော့ပြောခဲ့လိုက်ပါ යි ကံကလည်းဟာနာကိုဟာနာခရစ်ကိုချစ်နေတာလားဆိုပြီးတော့မေးလိုက်ခဲ့ပြီးတော့ဟာနာကလည်း "तू ခရစ်ကိုချစ်မိနေကြောင်ပြောပြပါတယ်။ကံကလည်းဟာနာကခရစ်ကိုချစ်နေရင်တော့ "तू ကဟာနာကိုပြစ်ပယ်သွားမှာပဲ။ဘာလို့လဲဆိုရင် "तू အတွက်မလိုအပ်တဲ့သူကိုချစ်ရတာကမချစ်နိုင်ကြောင်ကိုပြောလိုက်ခဲ့ပါတယ်။စေယုံတက်နေတဲ့ဟာနာကိုကံကလည်းစားလျှောက်ပေးနေပြီးတော့အစားအစာတချို့ကိုယူလာကဟာနာအခုချိန်ကအစာစားရမယ့်အချိန်ကိုရောက်ပြီဆိုပြီးတော့ပြောခဲ့လိုက်ပါတယ်။ကံကလည်းဟာနာအစာမစားခင်ဟာနာကအားနေနေတာကြောင့်ဟာနာကိုသူ့အစာခွင့်ကျွေးမယ်ဆိုပြီးတော့ပြောလိုက်ပါ යි ဲ့ဒီအချိန်မှာပဲခရစ်ကလည်းအခန်းထဲကိုမှဝင်လာခဲ့ပြီးတော့ဂန်ကိုမင်ဂယူဆိုက်ပြီးတာဂျေဆုတူပေမဲ့လို့အခုတော့ခန်းထဲကနေထွက်သွားဖို့ပြောလိုက်ခဲ့ပါ යි အဲ့ဒါကိုကြားတဲ့အခါမှာတော့ဂန်ကလည်းခရစ်ခမရခွနဲ့ကပါပြောလိုက်တာဟာနာကိုခမရဂယူဆိုက်မှာမို့လို့ကျွန်တော်ကိုထွက်သွားခိုင်းတယ်လားအဲ့ဒီတားဆိုချက်ဘလို့မှမဖြစ်နိုင်ဘူးဆိုပြီးတော့ကြိလိုက်ရုံနဲ့တည်တယ်ပြီးတော့ခမရကမာဖီးယားတယောက်မို့လို့ကျုပ်ကကြောက်နေမယ်ထင်ရင်တော့ခရစ်ခမရမှားနေပြီလို့ပြောကထွက်သွားခဲ့ပါတော့ရင်ဟာနာကလည်းခရစ်အခုအခန်းထဲကနေကိုထွက်သွားပြီပါလား ကျွန်မရှင့်ကိုလုံးဝကိုမမြင်ချင်လို့ဆိုပြီးတော့ပြောတဲ့ခါမှာတော့ခရစ်ကလည်းဟာနာရဲ့ပစက်ကိုလက်နဲ့ပိတ်လိုက်ပါ යි ။ပြီးတာနဲ့ဟာနာမင်းကကိုမျက်နှာချင်းမဆိုင်ပဲနဲ့စကားမပြောချင်တာတိတယ်လို့ပြောပြီးတော့လက်နဲ့ကိုမှမျက်နှာကိုအုပ်ထားတာကြောင့်ဟာနာကလည်းအသက်ရှူကျက်လာတာကြောင့်နောက်ကိုလဲကျသွားခဲ့ရပါ යි ။ဟာနာကလည်းခရစ်ကိုကျွန်မကိုနားကျင်အောင်မလုပ်ဖို့ကိုတားဆိုနေခဲ့ပြီးတော့ခရစ်ကလည်းဟာနာပြောတာတွေကိုနားထောင်နေပါ යි ။အဲဒါကိုကြည့်နေတဲ့မာယာကလည်းဟာနာနင်ကအမြဲတမ်းငါအတွက်ကတော့ငါ့ရဲ့အကြံစီတွေအတွက်အနောက်ရှက်တစ်ခု နင်းကိုဘယ်တော့မှ၅ရက်လက်ထဲကနေပြီးတော့ခရစ်ကိုယူသွားခွင့်ပြုမှာမဟုတ်ဘူးဆိုပြီးတော့တွေးနေခဲ့မိပါတယ်။အဲဒီလိုနဲ့အချိန်တွေကလည်း၃လလောက်ကိုမှကုန်လွန်သွားပြီဖြစ်လို့မိုးရီတဲထန့်စွာရွာသွန်းနေတဲ့ညတညမှာတော့စာအုပ်ဖတ်နေတဲ့ဟာနာကိုခရစ်ကလည်းစိုက်ကြည့်နေပါတယ်။ဟာနာကိုကြည့်ရင်၅ရက်ခန်းစားချက်တွေကိုထိန်းထားလို့မရတော့ဘူးနဲ့တူတယ်။ငါဟာနာကိုချစ်မိနေပြီလားဆိုပြီးတော့တွေးနေခဲ့မိပါတယ်။ဟာနာကလည်းသူကိုခရစ်ကြည့်နေတဲ့အကြည့်တွေကိုသတိထားမိတယ်။ဘာလို့အဲ့လိုမျိုးတွေကြည့်နေတာလဲဆိုတာတွေးတောနေခဲ့ပြီးတော့ခရစ်ကလည်း အခုခန်းစားချက်ကမင်းကလေးတယောက်ကိုချစ်တာလားမုန်းတာလားဆိုတာတွေးတောနေခဲ့ပြီးတော့ခရစ်ကလည်းအချင်းကိုမဖြုံးကျင်တာကြောင့်နေရာကနေကိုထလာခဲ့ပိုင်ခရစ်ကလည်းဟာနာစီကိုလမ်းလျှောက်လာကခေါင်းကိုပုတ်တက်နေရင်နဲ့ဟာနာကိုမင်းကိုမဆုံးရှုံးကျင်တယ်လို့မင်းရဲ့ကလေးနဲ့အတူတူနေကျင်ချောင်းကိုလည်းတွေ့နေမိပါ යි ဟာနာကလည်းခရစ်ရဲ့ပြုမှုတွေကြောင်းနေခဲ့ပြီးတော့ခရစ်ကလည်းဟာနာကိုမင်းကိုကိုချစ်မိနေတာလားယူသားစွာပဲဖြေဖို့ကိုပြောလိုက်ပါ යි ဟာနာကလည်းခရစ်ကဘာလို့အဲ့လိုမျိုးတွေမင်းနေရတာလဲငါမှန်တိုင်းကိုပြောလိုက်ရမှာလား အမှန်တမ်းပြောလိုက်ရင် Chris ကသူ့ကိုမုံသွားမှာဒေါသထွက်သွားမှာကြောက်ပြီးတော့တွေးနေခင်မိပါ යි Chris ကလည်း Hana အဖြေပေးပါအောင်လို့ပြောတဲ့အခါမှာတော့ Hana ကလည်း Chris ကျွန်မရှင့်ကိုတစ်ချိန်လုံးချစ်နေတာဖြစ်ပြီးတော့အဲ့ဒါကိုမပြောပြခဲ့တာအတွက်ကလည်းတောင်းပန်ကြောင်းပြောပါ යි Hana ကလည်းကျမရှင့်ကိုအဲ့လိုမျိုးပြောလိုက်မယ်ဆိုရင်ကျမကိုကျမရဲ့ကလေးမမွေးခင်ကွာရှင်းပြက်စင်းမှကိုကြာရွံ့ခဲ့တာဖြစ်ကြောင်းကိုပါပြောလိုက်ခဲ့ပါရင် Chris ကလည်းမင်းကိုကိုအစာကတည်းကချစ်နေတယ်လို့ပြောရင်လေကိုကနားထောင်ပေးခဲ့မှဖြစ်ပြီးတော့အခုတော့နောက်ကျနေပြီဖြစ်ကြောင်းကိုပါပြောလိုက်ခဲ့ပါရင် ဟာနာကလည်းကျမရှင်းကိုမပြောခဲ့တဲ့အတွက်ကိုတောင်းပန်ချောင်းကိုလည်းပြောပြီးတော့ခရစ်ကလည်းဟာနာကိုလေးမင်းကိုချစ်မိနေတာပါကိုလေးမင်းကိုမဆုံးရှုံးကျင်ဘူးဆိုပြီးတော့ပြောခဲ့မိလိုက်ပါတယ်ဟာနာကလည်းခရစ်ကိုအဆင်ပြေကြောင်းပြောပြီးတော့ခရစ်ကလည်းကိုမင်းကိုအခုဒီချိန်လုံးထိခိုက်မိတာတွေအတွက်ကိုသူ့ကိုခွင့်လွှတ်ဖို့ကိုတောင်းပန်နေပါတယ်။ဟာနာကလည်းကျမကိုအခုလိုမျိုးပြောပြတဲ့အတွက်ကိုယေရှုတင်ကြောင်းပြောကနှစ်ယောက်သားကတော့အဆင်ပြေသွားခဲ့ကြပါတယ်။နောက်နေ့မနေ့မှာတော့ထမင်းစားဝိုင်းမှာခရစ်ကလည်းဟာနာရဲ့ဘေးနားမှာထိုင်ကအတူတူစားတောက်နေတာကိုမြင်တဲ့မာယာကလည်းဟင် ်ခရစ်ကဘာလို့ဟာနာနားမထိုင်ပြီးတော့အဲ့ဒီလိုမျိုးတွေကြည်နေတာလဲဆိုပြီးတော့တွေးနေခဲ့မိပါတယ်ခရစ်ကလည်းမာယာကိုနဲ့မင်းရဲ့ဆက်ဆံရေးကအခုဒီမှာပဲပြီးဆုံးသွားပြီဘာလို့လဲဆိုရင်သူကအမြဲတမ်းဟာနာနဲ့တူတူပဲနေသွားတော့မှဖြစ်ကြောင်းကိုပါပြောလိုက်ပါတယ်မာယာကလည်းဒါရီကအခုလိုမျိုးဖြစ်လာပြီပေါ့ဒီလိုမျိုးဖြစ်လာမှကိုမအစာကလေးကကိုခံမမပြမယ်လို့သူဟာနာကိုတချိန်လုံးစောင့်ကြည့်နေတာတော့မှအခုလိုမျိုးတွေဖြစ်လာတယ်ဆိုပြီးတော့တွေးနေမိခဲ့ပါတယ်မာယာကလည်းကျမနာလေပါတယ်ပြီးတော့ရှင်ရဲ့ရွေးချယ်မှုကိုလည်းလက်ခံနေခရစ် ရှင်လဲရှင်ရဲ့ကလေးနဲ့ဇနီးကိုပို့ပြီးတော့ဂယူဆိုက်ချင်တာကိုနားလဲကြောင်ပြောလိုက်ခဲ့ပါရီ။မာယာကလည်းခရစ်ကိုသူ့တီတော်တွင်းမှာနေထိုင်ကြရတာတွေအတွက်ကိုကျေးဇူးတင်ကြောင်းနဲ့မာယာကိုလည်းဟာနာပေါ်မှာသူမားရာတွေရှိရင်လဲတောင်းပန်ကြောင်ပြောခဲ့ပါရီ။ဟာနာကလည်းမာယာကကျမကခွင့်လွတ်ပါရီဆိုပြီးတော့ပြောခဲ့ပြီးတော့အဆောင်တွေကလည်းနားဆုံးတော့မာယာကဒီရင်ကနေထွက်သွားတော့မှာပေါ့။သူဒီမှာရှိနေတဲ့သူရေငါကလည်းအမြဲတမ်းလိုလိုဖျားကျင်တယ်လို့ပဲဖြစ်နေတယ်ဆိုပြီးတော့တွေးနေခဲ့မိပါ යි ။မာယာကလည်းအိမ်ထဲကနေထွက်လာခဲ့ပြီးတော့ခြံဝင်းထဲကိုရောက်တာနဲ့ဟာနာ နိုင်ငံ၅ရဲ့အစီအစဉ်တွေကိုဖျက်ဆီးတယ်။နင်ခနာတော့ပျော်ရွှင်ထားအောင်ဆိုပြီးတော့အန်ဂျစ်ခါပြောနေခဲ့မိပါတယ်။ခရစ်ကလည်းဟာနာအလှပြင်နေတဲ့စီကိုရှောက်လာခဲ့ပြီးတော့ဟာနာခဏနေပါဦး။ကိုမင်းရဲ့စပင်ကိုချီပေးမယ်လို့ပြောပြီးတော့ဟာနာကလည်းခရစ်အလုပ်သွားတော့မှလားဆိုပြီးတော့မေးလိုက်ခဲ့မိပါတယ်။ခရစ်ကလည်းဟာနာကိုဒီနေ့ရုံးကိုသွားပြီးတော့အလုပ်မလုပ်တော့ဘူး။ဘာလို့လဲဆိုရင်ကိုဒီနေ့မင်းကိုကန်းချစ်ကိုခေါ်သွားမှဖြစ်ကြောင်းကိုပြောလိုက်ခဲ့ပါတယ်။ခရစ်ကိုဟာနာကလည်းသူကကန်းချစ်ကိုအရင်ကြိုက်ကြောင်ပြောခဲ့ပြီးတော့ခရစ်ကလည်းဟာနာကိုချီကဟာနာ မင်းကန်းကျစ်ကိုကြာရင်ကိုကမြဲတဲ့ကိုမင်းနဲ့တူတူကန်းကျစ်မှာရှိနေပေးမယ်လို့ပြောကထွက်လာခဲ့လိုက်ကြပါရင်ကန်းကျစ်မှာတော့ခရစ်တိုကလည်းပြေးလွှားကပျော်ရှင်နေကြပြီးတော့ဟာနာကလည်းပြင်းနေရင်နဲ့ခရစ်ကျွန်မကိုမေ့ရလို့လိုက်ဖမ်းလို့ပြောပြီးတော့ခရစ်ကလည်းကိုမင်းကိုဖမ်းမိသွားရင်တော့ကစ်ပေးမှာလို့ပြောရင်းနဲ့ကိုကြည်နူးပျော်ရွှင်နေကြပါတော့ရင်ခရစ်နဲ့ဟာနာတို့ကလည်းကန်းကျစ်မှာအနားယူနေကြပြီးတော့ခရစ်ကဟာနာပင်မနေပြီလားဆိုပြီးတော့မေးတဲ့အခါမှာတော့ဟာနာကလည်းကျွန်မမပင်မမှာဘူးကျမကဒီနေ့အရန်ကိုပျော်ရွှင်နေတာဖြစ်ကြောင်းကိုပါပြောလိုက်ပါရင် ဟာနာကလည်းခရစ်ကျမကိုထားမသွားနဲ့နော်ဟာနာတယောက်တည်းရှိမှကိုအရန်ကိုကြောက်ရွံ့ကြောင်းနဲ့ကျမရှင်းကိုဆုံးရှုံးရမှကိုလည်းမလိုချင်ကြောင်းကိုပြောပြလိုက်ပါခရစ်ကလည်းဟာနာကိုမင်းကိုထားသွားမှာမဟုတ်ပါဘူးကိုကမင်းနဲ့အတူတူပဲအချင်းတွေကိုအမြဲတမ်းကိုကုံဆုံးကျင်တာဖြစ်ကြောင်းကိုပါပြောပြပါမနက်ခင်းတစ်ခုမှတော့မာယာကလည်းဝက်တကောက်ကိုအစာကျွေးနေခဲ့ပြီးတော့ဝက်ကိုလည်းဟာနာလိုတော်မှာနာမည်ပေးထားကဝက်ကိုလည်းဒီနေ့ကစပြီးတော့အစာမများစားဖို့ကိုပြောနေခဲ့ပါမာယာကလည်းအင်းရဲ့ပရင်ပေါက်ကိုကြည့်နေခဲ့ပြီးတော့အင်းနှင်းမှကပူလွန်းတာကြောင့်ရက်ခက်နေရပြီးတော့ ငါခုလိုမျိုးနေနေရတာဟာဟာနာကြောင့်ပဲငါဟာနာကိုစောင့်ကြည့်ရမယ်သူ့ရဲ့အားနည်းချက်ကိုရှာရမယ်ငါဒီတိုင်းနေလို့မရဘူးခရစ်ငါကိုပြန်တည်ရလာအောင်လို့နီးလဲရှာရမယ်လို့တွေးတောရင်းနေပဲဒီနေ့ပိုင်းလေးကတော့ဒီမာရီမဲပြီးဆုံးသွားခဲ့ရတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ပိုင်းမှာဘာရီများဆက်ဖြစ်အောင်မလဲဆိုတာကတော့ဆက်လက်ဆောင်မြောကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးတွေကိုကြားနေတတ်တဲ့ဆိုရင်လည်းပဲ channel လေးကို like subscribe လေးနဲ့ VPN လေးဖြန့်ချိပေးပြီးတော့ကျွန်တော်တို့ကို support ပေးခဲ့လို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်တစ်ပိုင်းလေးမှာပြန်တွေ့ကြရအောင်